ကျွန်တော်အားလုံးကို sharing ပေးထားတဲ့ site thinking one နဲ့ dive legend khan တစ်ကနေ၃အထိလေ့လာပြီးပြီဆိုရင်အခု dive legend khan လေးကိုအတူတူလေ့လာပြီးရပြီဒီနေ့က challenge အနေနဲ့ကျွန်တော်အားလုံးကိုဘယ်လိုမျိုး legend ခိုင်းမလဲဆိုတော့ကျွန်တော်အားလုံးနဲ့အတူတူဘာတစ်ခုချင်းစီဆိုမယ်ဒုတိယဘာကအားလုံးလိုက်ဆိုကြည့်ပါအာဘယ်လောက်ထိ note ကိုတန်းဖတ်နိုင်မလဲဆိုတာကို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 စမ်းစစ် ကြည့်တာပေါ့နော်ကိုလေးလာခဲ့တဲ့သင်္ကန်းစာတစ်ထဲမှာဘယ်လောက်ကြည့်လဲဆိုတာဒီနေ့ကိုရဲ့တိုတက်မှုကိုစစ်ကြည့်လို့ရပါတယ်ပထမပါးကကျွန်တော်ဒီမယ်လိုက်ဆိုမယ်ဒုတိယပါးကျွန်တော်ဒီမယ်ဒါမယ့်အားလုံးကဆိုမယ်တတိယပါးကျွန်တော်ထပ်ဆိုမယ်အတူတူဆိုလို့ရတယ်ဆိုတော့တောက်တာပါပါအလုံးကဆိုရမယ်ကျွန်တော်မဆိုဘူးပါလားအဲ့လိုမျိုးပုံစံလုပ်ကြည့်မယ်တကယ်လို့ရတယ်ဆိုရင်အလုံးတင်ကစားတက်တော့ကြည့်တယ်လို့ပြောလို့ရပါတယ် စကြည့်ရအောင်နော် Okay စရအောင်1 2 3 go do me re right. โอเคยาล่ะဒီတစ်ခါအားလုံးကဒီတစ်ခုဆိုမယ်ကျွန်တော်ဒီတစ်ခုဆိုမယ်စမ်းကြည့်မယ်နော်1 2 3 go ကေဆိုနိုင်ကြရဲ့လားတကယ်လို့ဆိုနိုင်တယ်ဆိုရင်တင်ခန်းစာတစ်တော်ကြည်တယ်လို့ပြောလို့ရတယ်တင်ခန်းစာတစ်ရဲ့တွဲဖက်လေ့ကျင့်ခန်းတစ်ကနေလေးအထီးလေးလာပြီးပြီဆိုရင်တွဲဖက်လေ့ကျင့်ခန်းငါးကိုတော့ကျွန်တော်အလုံးကိုအင်စာပေးပါမယ်ပေါ့နော်အဲ့ဒီပေးမဲ့အင်စာကိုအလုံးပဲလိုမျိုးပုံစံလုပ်လို့ရမလဲဆိုတာကိုညနေကျရင်ထပ်ပြီးတော့တင်ပေးပါမယ်ဒီနေ့ကတော့ဒီလောက်ပါပဲ အားလုံးစုံနိုင်ကြရဲ့လားတကယ်လို့စုံနိုင်တယ်ဆိုရင် comment မှာ yes လို့မှန်ထားပြီးတော့မစုံနိုင်သေးဘူးဆိုရင် no မှန်ထားပြီးတော့သင်ခန်းစာတိကျနေတေချာပြန်လေ့လာကြည့်ပါဒီနေ့ကတော့ဒီလောက်ပါပဲเนาะ see you in the next video bye bye